မင်္ဂလာပါ IDM ရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးနေပါတယ်အမျိုးသားလူမျိုးရင်းကိုတင်းကျပ်ဖို့ရည်ရွယ်ထားတဲ့လူဝင်မှုကြီးကြပ်ရေးမူဝါဒရဲ့တစိုက်တစ်ပိုင်းအနေနဲ့မြန်မာနိုင်ငံအပါအဝင်နိုင်ငံပေါင်း42နိုင်ငံကနိုင်ငံသားတွေကိုတိကျစေနိုင်တဲ့ခရီးသွားလာမှုဗီဇာကန့်သက်ချက်အသစ်တွေကိုအမေရိကန်အစိုးရကစဉ်းစားနေတယ်လို့သိရပါတယ်မြန်မာနိုင်ငံကတော့တစိုက်တစ်ပိုင်းဗီဇာဆိုင်းငံ့ခံရတဲ့နိုင်ငံစင်းထဲမှာပါဝင်နေပြီးအဲ့ဒီနိုင်ငံတွေဟာအလဲဘက်ခရီးသွားဗီဇာကျောင်းသားဗီဇာနဲ့ အခြားဗီဇာအမျိုးအစားတချို့ကိုဝင်ရောက်ခွင့်ကန့်သတ်နိုင်တယ်လို့ဆိုပါရယ်မြန်မာနိုင်ငံနဲ့အတူ Eritrea, Haiti, Laos နဲ့တောင်စူဒန်နိုင်ငံတွေကဒဇိတ်တပိုင်းရပ်ဆိုင်းမှုစီးရင်မှာပါဝင်နေပြီး Iran နဲ့မြောက်ကိုရီးယားပါဝင်10နိုင်ငံကတော့ဗီဇာအပြည့်အဝပိတ်ပင်ခံရမှုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်ဘီလာရုပါကစ္စတန်စတဲ့26နိုင်ငံကိုလည်းရက်60အကြိမ်ပေးထားတယ်လို့ဆိုပါရယ်အမေရိကန်နိုင်ငံသားရဲ့ဝင်ကြီးမာကိုရူဘီရိုကတော့ ပြလဲသုံးသက်တဲ့ဒီအဆုပ်ပြုချက်ဟာလူမှုကြီးကြပ်ရေးစစ်ဆေးမှုလုပ်ငန်းစဉ်တွေမှာလုံခြုံရေးစိုးရိမ်မှုတွေနဲ့ချုပ်ရင်းချက်တွေကိုဖြစ်နိုင်ခြေရှိတဲ့ကန့်သက်ချက်တွေအတွက်အဓိကအကြောင်းရင်းဖြစ်တယ်လို့ကိုကဖော်ပြထားပါဗျ။တကယ်လို့အဆိုပါမူဝါဒကိုတည်ပြလိုက်မယ်ဆိုရင်တော့ပညာရေးအလဲပတ်ဒါမှမဟုတ်အလုံးနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေနဲ့အမေရိကန်ကိုတွားရောက်ဖို့ကြိုးစားနေတဲ့မြန်မာနိုင်ငံသားတွေပေါ်တိတိတသအကျိုးသက်ရောက်မှုရှိနိုင်တယ်လို့ဆိုရမှာဖြစ်ပါတယ်။